မြန်မာနိုင်ငံမှာစီးကျိုးဘယ်လောက်ဖြစ်နေလဲဆိုတဲ့အကြောင်းကိုသိပါလားဆိုတော့မြန်မာနိုင်ငံမှာအသက်24နှစ်ကတော့64နှစ်အတွင်း64နှစ်65နှစ်အတွင်းရဲ့လူဦးရေ10%ဆယ်ရာခိုင်နှုန်းကကျွန်တော်တို့စီးကျိုးရောခံစားနေရပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာကျွန်တော်စီးကျိုးနဲ့ပတ်သက်ပြီးတော့စီးကျိုးဘာကြောင့်ဖြစ်တာလဲကျွန်တော်တို့ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အကြောင်းလေးကိုအကျဉ်းတစ်ခုလေးရှင်းပြတော့မှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော် ဒေါက်တာပြခွန်ကျင်းမှာကျွန်တော်ဒေါက်တာ Crafted Media Founder တစ်ယောက်ဖြစ်ပါတယ်ခင်ဗျာဒီကြုံနဲ့ပတ်သက် ပြီးတော့ကျွန်တော်လေးလာရှာဖွေကြည့်တလို့ဆိုရင်ဘာကြောင့်မလို့ဖြစ်လဲဆိုရင်အချက်ကနှစ်ချက်ပဲရှိပါတယ်တစ်ချက်ကတော့ဒါရက်ကြီးတက်ဆိုင်တာပေါ့နော်ကျွန်တော်တို့ MSG အချုံမုတ်စားသုံးတဲ့လုံလုံကဲကဲလုံလုံကျူးကျူးစားသုံးခြင်းပုံမူတည်တယ်နောက်တစ်ချက်ကကျွန်တော်တို့ကပွဲသီးနဲ့နေမလက်ဆက်ပဲနဲ့ပူသက်စီတွေနဲ့ဖြန်းထားပြီးတော့ပူသက်စီတွေခန္ဓာကိုယ်ထဲမှာအမြဲတမ်းစုပြုံပြီးတော့ accumulate ဖြစ်ပြီးတော့ overdose ဖြစ်တဲ့အနေအထားလေးရှိတယ် မဲ့တစ်ချက်ကဘာလဲဆိုတော့ခုနပြောတဲ့ပထုံမုတ်ပထုံမုတ်ကဘာကြောင့်မလို့ကျွန်တော်တို့နိုင်ငံမှာတွင်ကျဲလာတာလဲကျဲပြက်လာတာလဲဘာကြောင့်လဲဆိုရင်ဥပမာထားပါတော့ကျွန်တော်တို့လန်ဒလန်ထဲမှာဆိုရင်စားတောက်ဆိုင်၅ဆိုင်ရှိတယ်စားတောက်ဆိုင်၅ဆိုင်ရှိတယ်ဒီခါလေးပြန်ပြွင့်နေလို့တော့ပြောထားပါတော့ပထမဆုံးစားတောက်ဆိုင်မှာကျွန်တော်တို့အချုံမုတ်သုံးလိုက်တယ်ပထမဆုံးမှာအချုံမုတ်သုံးလိုက်တဲ့အခါကျတော့အဲ့ဆိုင်တစ်ဆိုင်တည်းရပဲအရသာကြီးကောင်းပြီးတော့လူတွေအများကြီးကြားပြီးတော့ဝင်ဝင်ရင်းကောင်းနေအောင်အဲ့တော့ကျန်တဲ့၄ဆိုင်ကစင်မပြေဘူးလေလူမဝင်ဘူးလေ လူမမနဲ့အခါကျတော့တို့လည်းလူဝင်အောင်လို့တို့လည်းအချုံမုတ်စားပြီးတော့တုံးရပြန်တယ်။အဲ့လိုနီးလန်းနေကျွန်တော်တို့မြန်မာနိုင်ငံကအချုံမုတ်ဝင်လာတယ်ဝင်လာပြီးတော့တဆိုင်စနဆိုင်စကနေပြီးတော့တပြည်လုံးကိုကျွန်တော်တို့အချုံမုတ်စားတဲ့အနေအထားကြီးကိုကျေပြန့်သွားတာပေါ့နော်။ကျေပြန့်သွားတဲ့အခါကျတော့အချုံမုတ်မပိုင်ရင်မစားတတ်တော့ဘူးအချုံမုတ်မပိုင်ရင်မချက်တတ်တော့ဘူးဆိုတဲ့ဟာမျိုးအင်ရှင်မတိုင်းလိုလိုလေးထရတာကောင်းပါလေဆိုတဲ့အလေးထအဲ့ဒီဟာတွေကိုကျင့်သုံးနေကြတာပေါ့။ Okay ဟုတ်ပြီ။ဆိုတော့အချုံမုတ်ကစားလို့မရဘူးလား။ စားလို့မရရင်ဘာကြောင့်မလို့ဘာကြောင့်မလို့လူတွေကသူတွေကြီးစားနေရတာလဲအချို့မကစားလို့ရတယ်အချို့မစားလို့ရတဲ့ပမာဏကလက်ဖက်ရည်ဇွန်တဇွန်ရဲ့၄ပုံတပုံပဲကျွန်တော်တို့စားလို့ရပါတယ်လူတစ်ယောက်ကိုလက်ဖက်ရည်ဇွန်တဇွန်ရဲ့၄ပုံတပုံတစ်နေ့စားလူတစ်ယောက်ရဲ့တစ်နေ့စားအဲ့လောက်ပဲစားလို့ရတယ်ဒီလောက်အမောင့်လေးအချို့မထည့်ပြီးသွားရင်စားရပါတယ်ထက်ထည့်လို့မရတော့ဘူးမထည့်သင့်တော့ဘူးပေါ့နော်မထည့်သင့်တော့ဘူး limit လောက်ထားကြတယ်ပေါ့နော်ကျွန်တော်တို့စေးပညာရအဲ့ဒီဟာကို လုံလုံကျွကျွအရသာကောင်းစေကျွန်တော်လုံလုံကျွကျွတွေတုံးလိုက်တဲ့အခါကျတော့ overdose ဖြစ်ကောအဲ့ overdose ကခန္ဓာကိုယ်ထဲမှာတနေ့ပြီးတနေ့တစ်ပြေးပြီးတစ်ပြေးခန္ဓာကိုယ်ထဲမှာစုပြုံလာတယ်အချုံမုတ်တွေအချုံမုတ်ဓာတ်တွေစုပုံလာတယ် MSG ပေါ့နော်အဲ့ဒီဟာကကျွန်တော်တို့စီးကြုံပထမဆုံးစဖြစ်တယ်သွေးတို့ပထမဆုံးစဖြစ်တယ်မယုံရင်ကိုယ့်အနကိုစားကြည့်အချုံမုတ်ကိုရက်စားလို့ရက်စားကြည့်လိုက်စက်ကြောတွေတက်လာလိမ့်မယ်သွေးတွေတိုးလာလိမ့်မယ်